ကျောင်းသားလူငယ်အားကစားပွဲတော်တွေပြန်လည်ကျင်းပပေးမယ်ဆိုရင်နိုင်ငံတော်အတွက်အားကိုးရတဲ့ကစားသမားများစွာပြန်လည်ပေါ်ထွက်လာနိုင်တယ်လို့တက္ကသိုလ်ကျောင်းသားကစားသမားဟောင်းတွေကပြောပါတယ်ရှမ်းလူကပေးပို့ထားပါတယ်ခင်ဗျာကျောင်းသားလူငယ်အားကစားပွဲတော်တွေအမှန်တကယ်ပြန်လည်ကျင်းပနိုင်မယ်ဆိုရင်နိုင်ငံတော်အတွက်အမှန်တကယ်အားကိုးအားထားရတယ်ကုံဆောင်နိုင်မဲ့ကစားသမားတွေပေါ်ထွက်လာနိုင်တယ်လို့တက္ကသိုလ်လက်ရွေးစင်ကစားသမားဟောင်းတွေကပြောပါတယ်ကျောင်းသားအားကစားပွဲတော်ပြန်လည်ကျင်းပမယ်ဆိုလို့ရှိရင်နိုင်ငံတော်အတွက်တကယ်ကိုအကျိုးရှိမဲ့ ိုင်ငံတော်အားထားမဲ့နိုင်ငံအတွက်ဘုံဆောင်မဲ့အားသာသမားတွေအများကြီးပေါ်ထွန်းလာနိုင်မယ်လို့ယူမိပါဒီလိုចောင်းသားအကစားပွဲတွေကျင်းပါလို့ဗန္နာငွေကြီးတုံးဆွဲတဲ့အခါမှာကျွမ်းကျင်ပြီးတော့အမှန်တကယ်စေတနာထားတဲ့တာဝန်ရှိသူတွေကနေចောင်းသားတွေအကစားမှာစိတ်ပါဝင်စားလာအောင်လှုပ်ဆောင်ဖို့လည်းလိုအပ်တယ်လို့အကစားကလောင်ရှင်လူဦးကခုလိုပဲတုံ့တက်ပါတယ်အကစားကို ဟိုကင်တွယ်ပြီးတော့ဟိုဘဏ္ဍာငွေကြီးသုံးဆွဲတဲ့နေရာမှာလည်းတကယ်ကိုကျွမ်းကျင်တဲ့စေတနာပါတဲ့အကြောင်းဆရာတွေစီမံအုပ်ချုပ်သူတွေပညာရေးမှုတွေစတဲ့ပုဂ္ဂိုလ်တွေအားဒီတကယ်ဝါနာပါဝါနဲ့ကျောင်းသားတွေအားကစားတုတ်တဲ့ရေကိုစေတနာပြီးဝါနဲ့တကယ်ငွေကြီးကိုမှန်မှန်ကန်ကန်တိကျကျသုံးဆွဲတဲ့ပုံမှန်လူဖြစ်စေချင်ပါလေဒါကြောင့်ဒါမှလာလေဒီကခုနပြောဆိုဟိုအဖြစ်လုံးနေတဲ့သဘောမျိုးပဲနဲ့တကယ်ကျောင်းသားအားကစားသမားကောင်းနေထွက်ပေါ်လာမှာဟိုအထောက်အပံ့ပြုမှာဖြစ်ပါတယ် မြန်မာနိုင်ငံမှာကျောင်းသားအားကစားပွဲတော်တွေဟာနှစ်စဉ်နှစ်တိုင်းကျင်းပတာတွေမရှိခဲ့ဘဲနဲ့အရင် အစိုးရလက်ထက်ကနှစ်အချို့နဲ့မြို့နယ်တွေမှာအလဲကျစနစ်ကျင်းပခဲ့တာတွေပဲရှိပါတယ်။ဒါကြောင့်ကျောင်းသားလူငယ်အားကစားပွဲတော်တွေများများကျင်းပပေးဖို့လိုအပ်နေပါတယ်။စက်တင်ဘာလ28ရက်နေ့မြို့သားလွတ်တော်မှာကျောင်းသားလူငယ်အားကစားပွဲတော်တွေကိုနိုင်ငံတော်ကကျင်းပပြုလုပ်ပေးဖို့အစီအစဉ်ရှိမှရှိနဲ့ကျောင်းသားအားကစားပြိုင်ပွဲတွေကိုနိုင်ငံတော်အဆင့်အထိအစဉ်အဆက်ကျင်းပပေးဖို့မေးခွန်းတွေမေးမြန်းခဲ့တာမှာ ចောင်းသားလူငယ်အားကစားပွဲတော်တွေပြန်လဲကျင်းပပေးနိုင်ဖို့အတွက်ပညာရေးဝန်ကြီးဌာနအနေနဲ့စီမံချက်ရေးဆွဲပြီးတော့ခွင့်ပြုရန်ပုံငွေနဲ့အစင်းလာစွမ်းရည်ကောင်းတဲ့အားကစားပြိုင်ပွဲတွေအတွက်ပညာရေးဝန်ကြီးဌာနကျန်းမာရေးဝန်ကြီးဌာနမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်သက်ဆိုင်ရာအားကစားဖွဲ့ချုပ်တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကြီးကပြောကြားခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ရန်လူပါ